P-O-R-C-U-P-I-N-E Porcupine မင်္ဂလာပါတသားမိမိတို့ရေဒီနေ့တသားမိမိတို့ကိုပြောပြမယ့်အကောင်လေးကတော့နည်းနည်းထူးဆန်းတဲ့အကောင်လေးပဲဖြစ်ပါတယ်။ဘာကောင်လေးလဲဆိုတော့ဖြူးကောင်လေးအကြောင်းပဲဖြစ်ပါတယ်။ဖြူးကောင်လေးကဘာလို့ထူးဆန်းတာလဲဆိုတော့သူ့ရဲ့ခန္ဓာကိုယ်နောက်ကျောတစ်ခုလုံးမှာစူးတွေရှိနေတာအကြောင်းပဲဖြစ်ပါတယ်။ဖြူးကောင်လေးတွေမှာအစူးထောင်ငနန်းကျော်ပါပါတယ်တဲ့အဲ့ဒီအစူးလေးတွေကမာကျော်ပြီးတော့ခြုံတတ်တယ် ရန်သူနဲ့တွေ့တဲ့အခါသူတို့ခန္ဓာကိုယ်ကိုလှုပ်ပြီးအဆူးတွေကိုထောင်မှတ်ပြီးတော့သူတို့ကိုသူတို့ကာကွယ်တတ်ကြပါတယ်တဲ့ဖြူလေးတွေကညဘက်မှသာအစာရှာထွက်ပြီးတော့ညသကောင်သတ္တဝါလေးတွေဖြစ်ပါရဲ့သူတို့ကသစ်ခေါက်တို့အမြင့်တို့သစ်သီးတို့ကိုသူတို့ရဲ့ခြုံထက်တဲ့သွားတွေနဲ့ကိုက်ဖြတ်အစာတောက်တတ်ကြပါတယ်တဲ့ဖြူလေးတွေကလည်းရှင့်အကြီးစားမျိုးတွေဖြစ်ပါတယ်တဲ့ဖြူကောင်လေးတွေကဖြူကလေးလေးတွေမွေးတဲ့အခါကလေးလေးတွေမှာမွေးဖွာလာတဲ့ချင်းအားစပြီးတော့အဆူးနုနုလေးတွေပါလာပါတယ်တဲ့ မွေးကင်းစားအရွယ်လေးတွေမှာတော့အဆူးလေးတွေကပျော့ပြောင်းနေသေးပေမဲ့အချိန်ခဏလေးအတွင်းမှာပဲအဆူးတွေကမှားလာပါတယ်။ဖြူးလေးတွေကရံလိုတက်တဲ့တတဝါမဟုတ်ဘဲအေးဆေးတည်နေတဲ့သဘာဝပိုင်ရှင်လေးတွေဖြစ်ပါတယ်တဲ့။အဲဒါကြောင့်သူတို့ကိုအနေနဲ့မပြုတ်မိစေဖို့တည်ထားကြရပါမယ်တဲ့။ကဲအခုထူးဆန်းတဲ့ဖြူးလေးတွေအကြောင်းကြည့်ပြီးဆိုတော့မိကုံးလေးတွေဖြည့်ကြည့်အောင်နော်။ဖြူးလေးတွေခန္ဓာကိုယ်မှာထူးထူးဆန်းဆန်းပါပါတာလေ။တဲ့အတောင်ပံရောင်စုံ နှစ်အခွန်မာမာ၃အစိုးရအများကြီးအစိုးရအများကြီးဆိုရင်တော့ပကမီမီရဲ့အခြေအနေကိုဟောပါမယ်။ဖြူကောင်ရဲ့ခန္ဓာကိုယ်မှာအစိုးရအများကြီးရှိတာပဲဖြစ်ပါတယ်။ကဲအခုဖြူစန်းတဲ့ဖြူလေးအကြောင်းကိုပြောပြပေးပြီးဆိုတော့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းလေးတွေအကြောင်းကိုလည်းဆက်ပြီးပြောပြပေးမယ်နော်။